ရွေမြင့်တဲ့ပင်ဆေးဘက်ဝင်ဆိုတဲ့ဆိုယိုးစကားဟာမြမလူနေမှုဘဝနဲ့တိုင်းရင်းစေးပညာရဲ့အသေးနှလုံးပါပဲဒီစကားရဲ့အဓိပ္ပာယ်ကကျေပြန့်ပြီးလေးနဲ့ပါတဲ့တေးငယ်တဲ့မြက်ပင်လေးကအစကြီးမားတဲ့တစ်ပင်ကြီးတွေအစုံတွေ့တက်နေတဲ့နှွေပင်တွေအစုံအားလုံးဟာလူသားတွေရဲ့ကျန်းမာရေးအတွက်တနည်းမဟုတ်တနည်းအကျိုးပြုနိုင်စွမ်းရှိကြရဲဆိုတဲ့သဘောတရားဖြစ်ပါတယ်။ဒီအကြောင်းကိုအကျေတဝင့်ရှင်းပြရမယ်ဆိုရင် အပိုင်းလိုက်ခွဲခြားပြီးကြည်နိုင်ပါတယ်။ တတဘာဝတရားနှင့် လူသားတို့၏ဆက်ဆက်မှုရှေးမြမာတွေဟာတဘာဝပတ်ဝန်းကျင်နဲ့အလွန်နီးကပ်စွာနေထိုင်ခဲ့ကြပါတယ်။ဘယ်ပင်ကဘာအတွက်ကောင်းတယ်၊ဘယ်ရွက်ကဘယ်ယောဂါကိုတက်တာစေတယ်ဆိုတာကိုမျိုးဆက်တစ်ဆက်ပြီးတစ်ဆက် လက်ဆင့်ကမ်းအသိပညာတွေနဲ့သင်ယူခဲ့ကြပါတယ်။ဒါဟာတဘာဝတရားဟာလူသားတို့ရဲ့အကြီးမားဆုံးစေတိုက် Nature is the biggest pharmacy ဆိုတဲ့အတွေးခေါ်ပေါ်အခြေခံပါတယ်။ နှင့်အပင်များဆေးဘက်ဝင်ရခြင်းဤသိပ္ပံနည်းကြအခြေခံအပင်တွေဟာ သူတို့ကိုယ်သူတို့ပိုးမွှားယောဂါရာသီဥဒ္ဒံကနေကာကွယ်ဖို့အတွက်ဓာတုချက်ပေါင်းတွေ phytochemicals ကို ထုတ်လုပ်ကြပါတယ် alkaloids အကာလိုက် အများစုကခါတတ်တဲ့အရာသာရှိပြီး အကိုက်ခဲပြောက်စေအဖျားကျစေအာနိသင်တွေရှိတတ်ပါတယ် flavonoids, flavonoids, တိုးဆန့်ခြင်း antioxidant အာနိသင်ကျွေးဝပါတယ်ရောင်ရမ်းမှုကြစေပြီးကင်ဆာကိုကာကွယ်နိုင်တဲ့အစွမ်းသတ္တိတွေရှိပါတယ် tannins tannin ဖန်တဲ့အရသာရှိပြီးဝမ်းပိတ်စေတာအနာကျက်မြန်စေတာပိုးတက်နိုင်တာတွေမှာအသုံးဝင်ပါတယ် essential oils အစီနှစ်များစပလင်ပူစီနံတို့မှာပါတဲ့အစီတွေက လေသက်သာစေပြီးစိတ်ကိုကြည်လင်စေပါတယ် လူသားတွေကဒီတဲ့ပေါင်းတွေရဲ့အာနိသင်ကိုရယူသုံးဆွဲခြင်းအဖြစ်ယောဂဗျာတွေကိုကုသကြတာဖြစ်ပါတယ်။သုံးအုံပြုသည့်အစိပ်ပိုင်းများတပင်လုံးအသုံးဝင်ပုံဆေးဘက်ဝင်နေဆိုရမှာအရွက်တစ်မျိုးတည်းကိုဆိုလိုတာမဟုတ်ပါဘူး။အမြင့် roots ဥပမာချင်း ginger အကူအစာကြေးလေးနာပြုတ်အန္တာတွေအတွက်သုံးပါတယ်။နနွင် turmeric အမြင့်ဥကိုအယောင်ကျစေအနာကျစေအဖြစ်သုံးပါတယ်။ အခောက် bark ဥပမာတမခောက် neem bark ကိုနှစ်ဖြားအေးပြားယောဂါအအတွက်ပြုတ်တောက်ကြပါတယ်တစ်ကြံပိုးခောက် cinnamon ကိုအစာကြီးသွေးချိုထိန်းညှိဖို့သုံးပါတယ်အရွက် leaves ဥပမာမြင်းခွာရွက် gertrude ကိုမှတ်ညံသွေးတန့်အနာကျက်ဖို့သုံးတယ်ဂန်ဒလွန်ရွက် moringa ကတော့အဟာရဓာတ်အလွန်ကျွဲဝပါတယ်အပွင့် flowers ဥပမာပုံညက်ပွင့် colophyllum flower ကိုအမွှေးနှံတာအဖြစ်ရောအေးများစေတဲ့ဆေးအဖြစ်ပါသုံးပါတယ်။အတီး fruits ဥပမာစီးဖြူသည်အမလာ ဟာဗီတာမင်စီအလွန်ကျွဲဝပြီးကိုခံအားကိုကောင်းစေပါတယ်။ရှောက်သည် lemon ကတော့အစာကြေအစီကျစေပါတယ်။အစေး resin sap ဥပမာရှားဆောင်လက်ပတ် aloe vera ရဲ့ jelly အစေးကို အပူလောင်အသားရေဆိုပြဖို့သုံးပါတယ်။လေးစေးဝါအဖြစ်ဖော်ဆက်အသုံးပြုပုံ အပင်တွေကိုဆေးအဖြစ်သုံးစွဲရမှာနီလန်မျိုးမျိုးရှိပါတယ်။တက်ပြုတ်တော့ချင်း decoction အမြင့်အခေါက်အပင်မာတဲ့အစိပ်ပိုင်းတွေကို ရေနဲ့စုပွက်အောင်ကြိုချက်ပြီးတောက်သုံးတာဥပမာစင်တုံးမနွယ်ပြုတ်ကြီး။နှစ်ခတ်တော့ချင်း infusion အရွက်အပွင့်စတဲ့နုနယ်တဲ့အစိပ်ပိုင်းတွေကို ရေနွေးကျန်းလိုမျိုး ရေနွေးနဲ့ခနစိန်ပြီးတောက်သုံးတာဥပမာပူစီနံရေနွေးကျန်း။၃အမှုန့်ကျိတ်ချင်း powder အပင်စိတ်ပိုင်းတွေကို အချောင်လန်းအမှုန့်ကျိတ်ပြီးပြားရည်ရေနွေးစတာတွေနဲ့ဖြော်တောက်တာဥပမာနနွေးမှုန့်လေးအရင်ညစ်ချင်း jazz အရွက်စိမ့်တွေကို ထောင်းပြီးအရင်ညစ်တောက်တာဥပမာမြင်းခွာရွက်ရည်ငါအဖက်ကက်ချင်း poultice အရွက်အခေါက်တို့ကို ကျိတ်ပြီးအနာကိုက်ခဲဖြစ်တဲ့နေရာမှာတိုက်ရိုက်အောင်ပေးကပ်ပေးတာ၆စားစရာအဖြစ်စားသုံးခြင်း culinary use တချို့အပင်တွေကတော့ နေ့စဉ်ဟင်းလျာတွေတဲ့ခဲချက်စားခြင်းဖြင့်ဆေးဘက်ဝင်စေပါれဥပမာချင်းကြက်တုံဖြူစပါးလင်ငားထင်ရှားသော ဥပမာများတမာနိမ်ဆေးပေါင်းခါလို့တောင်တင်စားကြပါれအရွက်အခေါက်အသီးအစိအလုံးဆေးဘက်ဝင်ပါれပိုးတက်အဖျားကြအေးပြားယောဂါပျောက်ကင်းစေပါれစင်နှုံးမနွေ tinospora cordifolia ကိုခန့်စွမ်းအား immunity ကိုအလွန်ကောင်းမွန်စေတဲ့နွယ်ပင်မှာအဖျားမျိုးမျိုးကိုတွန်းလှန်နိုင်စွမ်းရှိပါれ ညင်းခွာရွက်ဂတုခောကအုံနောက်နဲ့အာယုံကြောကိုအားကောင်းစေတဲ့သွေးတန့်စေပြီးအနာကျက်မြန်စေတယ်။ရှားဆောင်လက်ပတ်အလိုဗီရာတဘာဝရဲ့ဆရာဝန်ပါအပြင်လိန်စေးရောအတွင်းတောက်စေးပါအသုံးဝင်ပါတယ်။အပူငိမ့်စေပြီးအစာအိမ်နာရာကိုတက်တာစေပါတယ်။ချင်းနဲ့နနွင်း gingerin turmeric မြမမီးဖို့ကြောင့်နိုင်မှရှိတဲ့ဒီမြစ်တွေဟာအစွမ်းထက်အယောင်ကျစေးအစာကြေစေးတွေဖြစ်ပါတယ်။တတိပြုရန်အချက် နွေမြက်တစ်ပင်ဆေးဘက်ဝင်ဆိုတာမှန်တော်လဲအပင်တိုင်းဟာအနည်းကင်းတယ်လို့ဆိုလိုတာမဟုတ်ပါဘူးတက်အစိတ်တောက် toxicity အချို့အပင်များဟာအလွန်စိတ်ပြင်းပါတယ်နှစ်ပမာဏ dosage ဆေးဘက်ဝင်အပင်ဖြစ်လင့်ကစားပမာဏလွန်ကဲစွာ သုံးဆွဲမိရင်ဘေးထွက်ဆိုးကျိုးဖြစ်စေနိုင်ပါတယ်၃မှန်ကန်မှု identification အပင်ကိုတိတိကျကျမှတ်မိဖို့လိုပါတယ်အပင်မှားယွင်းသုံးဆွဲမိခြင်းဟာအသက်အန္တရာယ်ရှိနိုင်ပါတယ် ၄ debut မှု interaction မိမိတောက်သုံးနေတဲ့အနောက်တိုင်းဆေးဝါးတွေနဲ့ debut မှုရှိမရှိဆရာဝန်တိုင်းရင်းဆေးဆရာတို့နဲ့တိုင်ပင်သင့်ပါတယ်။နှီးကုန်းချုပ်ရွေမြင့်တဲ့ပင်ဆေးဘက်ဝင်ဆိုတာမြန်မာတို့ရဲ့တန်ဖိုးမဖြတ်နိုင်တဲ့ရိုးရအသိပညာ traditional knowledge တခုဖြစ်ပါတယ်မျက်စိရှိမှတွေ့မြင်နေရတဲ့အပင်လေးတွေဟာကျန်းမာရေးအတွက်အဖို့တန်တယံဇာတာတွေဖြစ်နေတတ်ပါတယ်ဒီတိပညာတွေကိုမှန်ကန်စွာပညာသတိရှိစွာနဲ့မျိုးဆက်သစ်တွေကိုလက်ဆင့်ကမ်းထိန်းသိမ်းသွားဖို့အလွန်အရေးကြီးပါတယ်